နယူဟီရိုကလီယာဘလောက်တီချန်နယ်တစ်ချက်ရှိုးလိုက်ကောင်မျိုးမြင်းနေတိုင်းမဲ့2 vs 1 3 vs 1ကျွန်တော်ပွဲရတဝက်ပဲရှိရတောင်းရဲဝင်တိုက်တော့မယ်မြင်းနေတိုင်းမဲ့ကျွန်တော် recall လေးပြပြဘာညာတာကတကယ်ဝင်တိုက်အောင်ကျွန်တော်လုံတာပေါ့နော်မြင်းနေတိုင်းမဲ့ဝင်တောက်လာတယ်အဲ့ချိန်မှာ skate tool နဲ့ day hand လဲပဲရမယ်တော့ handy နဲ့ပြန်ပြီးပုတ်တယ်ဘာမှမလဲကိုယူက2 vs 1နဲ့ကျိတ်ပါမယ်ကောင်မျိုးအမှနောက်ထပ်မေးလေးပါပါတယ်3 vs 1ဘယ်နေတိုင်း AD မျိုးငယ်မလို့ရှောင်ပြလိုက်တယ်ဆိုရင်တော့ပြင်းမြင်းနေတိုင်းမဲ့ကောင်မျိုးရှိုးလိုက်တော့ အင်းစင်လေးပဲဟဲလိုက်တယ်အဲ့မှာကျွန်တော်တန်းဆိုတာပြောတဲ့ကြောင့်မလို့အဲ့ဒီခင်းတာတော့မှကျွန်တော်တေမတော်ဘူးကောင်းညို့ရင်အင်းစင်လေးပဲဟဲမှာစောင်းရင်ကျဲနေဆိုရုံမျိုးဒီလိုမျိုးစောင်းရင်ကျဲနေခလီယာကိုမကြိုက်တဲ့သေးတဲ့လူတွေရှိလားဒီနေ့ဗီဒီယိုမှာလူဝီတို့ခလီယာကိုမကြိုက်တဲ့သေးတဲ့လူတွေအတွက်ကျွန်တော် guide လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုရုံမျိုးကောင်းညို့ရင်အင်းစင်လေးပဲဟဲလိုက်တဲ့ကော Let's go ကျွန်တော် Renzo ကြီးရလောက်ဆိုရင်ခလီယာကကျဲလို့လို့ပွဲတိုင်းလူလူမှာဘန်းပါတယ်တကယ်လို့ brother တို့အနေနဲ့မဘန်းတဲ့ပွဲရှိလာပြီဆိုရင်ကြိုက်တဲ့အထားမှာရမယ်အဓိကအဖြစ်ခလီယာကိုကျဲအောင်ကြိုင်ဖို့ဆိုရင်သူ့ရဲ့စကင်းတွေကိုသေးကြပေါ့လေးနာ ားလည်ထားဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ကစကေးတွေကိုလိုရင်းတိုရှင်းနားလည်အောင်ပြောပြပေးသောမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်စကေး1ကိုစပြောမယ်ပေါ့နော်ဘတ်စစ်ကိုပြီးကြမှပြောမယ်စကေး1ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ထင်းဆိုပြီးကျွန်တော်တို့ရေကြီးကိုလည်းထောင်းလိုက်တယ်ထောင်းလိုက်တဲ့အချိန်မှာအမှားဆိုရင်ကျွန်တော်တို့ဝါတာဇုံလို့ပေါ်တဲ့အဲဘယ်လိုပြောရေတွေနဲ့ကြောက်သားတွေနဲ့ပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးတခုဆိုတော့ကျွန်တော်ထပ်ထောင်းပြမယ်အဲ့လိုမျိုးထောင်းလိုက်တဲ့အချိန်မှာ enemy တွေကို damage ပေးမယ်ပေါ့နော်ကျွန်တော်ချက်ပြပြီးမယ်ရော့ဆိုရင် enemy ကို damage ပေးတယ်ပြီးပြီဆိုတော့အဲ့ထဲမှာရှိနေတဲ့ enemy တွေက slow fade ဝင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်နေသွားမယ်လို့ပြောချင်တာဒါပဲစကေး1လေးကဒါ ာလေးပဲပေါ့နော်ကဲကျွန်တော်စကေးတူစကေးတူကတော့ပုံစံနှမျိုးရှိပါတယ်စကေးတူကကျွန်တော်မြန်မာလိုတဲသုံးမယ်ပေါ့နော်မြန်မာလိုတဲသုံးမယ်ဆိုရင်ဒါမျိုးလေးတဲ့ကျွန်တော်တို့ရေဘယ်လိုပြောမလဲအဂျိုရှင်းလာအကွက်လုတ်လိုက်ရပါတော့ဒါပါပဲဆိုတော့မှကျွန်တော်တို့ရေပြန်ပြပေးမယ်မြန်မာလိုအကွက်လေးရိုးရှင်းလေးပဲအန်နမီကိုထိအောင်သုံးဖို့လိုတယ်ကျွန်တော်တို့ဒီကနေပြီးတော့သုံးလို့ရမယ်လောက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 ် လောလောဝေးရနေတုံးလိုက်မယ်ဆိုရင်ရပြီပေါ့နော်ဆိုတော့ကျမအဲ့ချိန်မှာချလိုက်တဲ့အချိန်မှာ slam လောက်လိုက်ပြီးအချိန်မှာကျွန်တော်တို့ water zone ဆိုတာထပ်ပေါ်လာမယ်ပေါ့နော်ဒါကတော့မာလီမှတ်ထားရင်ရပြီတကယ်လို့နောက်ထပ် form တမျိုးကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကနိုင်ရနေရှိတဲ့အခါမျိုးမှာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြပြီးမယ်နိုင်ရုံဆက်တိုက်လိုက်ဒိန်းအမှလေးဝမြောက်သွားမယ်ပြီးကြရင်ပြန်ကြလာမယ်ပေါ့နော်အဲ့ချိန်မှာ brother တို့နေ skin တို့ထပ်ပြီးနှိပ်ရမယ်ဗျာကျွန်တော်ထပ်ပြပြီးမယ် အဲလေပေါ်ရောက်နေကြမှာစကေးတို့အဲအဲ့မျိုးတွေချိန်ပြီးတော့ရွေးပြီးတော့လောက်အောင်ပေါ့နော်ကျွန်တော်တို့ဆက်ပြမယ် short အမ်ဒိန်အမ်ဒါမျိုးကွက်လေးသိရင်ရပြီဒါကတော့စကေးတို့ရဲ့ found မျိုးအမ်အဓိကနိုင်ရန်နေရှိမှလုံလို့ရလားဆိုတော့မဟုတ်ဘူးသူ့ရဲ့ water zone ရှိရင်လည်းလုံလို့ရကျွန်တော်ဆက်ပြမယ်ဒီမှာကျွန်တော် water zone တွေကိုဖန်တီးလိုက်မယ်အဲ့ဒီမှာစကေးတို့ကိုကျွန်တော်သုံးလိုက်အမ်မြင်လားမသိဘူးအဓိကဘာလဲဆိုတော့ကျွန်တော် water zone ထဲမှာကြောက်သားတွေပါတယ်ပေါ့နော်အဲ့ကြောက်သားတွေကိုသူကအဓိကထားပြီးနိုင်ရန်သဘောမျိုးလုပ်လိုက်တာဒါပဲပေါ့နော် cherry drew မဟုတ်ဘူးတကယ်လို့ကျွန်တော်တို့အနေနဲ့ water zone တွေကလုံရင်လည်းရလားဆိုတော့ရ တယ်ဝါတာဇုံအပြင်ဘက်ကလုံရင်လည်းရတယ်လို့ဝါတာဇုံအတွင်းထဲကလုံရင်လည်းစကေးတူကထွက်မှာပဲဖြစ်ပါတယ်ဆိုတော့ဒါသာလို့နေစကေးတူဖောင်းတဲ့မျိုးရှိရဲဆိုတာမှတ်ထားလိုက်ဒါပဲဆိုတော့ကျွန်တော်အဲဒီနဲ့အဲဒီမိတ်ကတော့ကျွန်တော်ဆလန်းလောက်တာပဲစကေးတူနဲ့နဲစင်နေပေါ့နော်ကျွန်တော်ချက်ပြပေးမယ်အဲဒါမျိုးလေးဒီဒီလောက်လောက်ဒီလောက်လောက်ဝေးရနေကျွန်တော်သုံးရတာပေါ့နော်အဲအဲ့မှာသုံးလိုက်ပြီဆိုတာနဲ့သူ့ရဲ့ MB နဲ့ကောက်ပြီးတော့ဒိန်းဆိုပြီးရိုက်ချလိုက်တယ်ဒါပဲ ဆိုတော့ကြောင့်မို့သူ့ရဲ့ AD mate ကလည်းစကေးတူးနဲ့အများကြီးမကွာဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါပေမဲ့တစ်ခုရှိတာက AD mate ကဒီကျွန်တော် join stick ကိုသုံးပြီးရွှေ့လို့ရတယ်။ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ချက်ပြပေးမယ်။အမှဆွဲလိုက်ပြီးဆိုတော့ဒိန်း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 အမ်အနောက်ဒီကိုကျွန်တော်ဝင်ပြီးဆွဲလို့ရတယ်ပေါ့နော်။ကျွန်တော်ချက်ထက်ပြပေးမယ်။တစ်ခုရှိတာကကျွန်တော်တို့ဒီ AD mate သုံးတဲ့အချိန်မှာကျွန်တော် join stick ပဲလုပ်လို့ရတာဖြစ်ပြီးတော့ flick ကတော့အသုံးပြုလို့မရဘူးဆိုတော့ကျွန်တော်တွေ့မြင်ရမယ်။ကျွန်တော်ချက်ပြပေးမယ်ပေါ့နော်။ joint stick ကိုကိုကြိုက်တဲ့ဘက်ကိုဆွဲလိုက်။အဲဒါပဲပေါ့နော်။ကိုကြိုက်တဲ့ဘက်ဆွဲရင်ဆွဲတဲ့ဘက်ကိုသူကသွားမှာပဲ။ဒါပဲ။အဓိကအဲကျွန်တော်ဝန်နေစရာကောင်းတာ flicker နဲ့တွဲပြီးသုံးလို့တော့မရဘူး။ ူး flicker နဲ့တွဲပြီးသုံးလို့ရတာဘယ်ကောင်သုံးလို့ရလဲဆိုတော့သူရဲ့ scale တူက flicker နဲ့တွဲပြီးသုံးလို့ရတယ်အဲ့ဒါကတော့ scale combo မှာကျွန်တော်တစ်ချက်ထပ်ပြောမယ်ပေါ့နော် okay သူရဲ့ passive သူရဲ့ passive က brother တို့ကိုနားလည်အောင်ပြောမယ်ဆိုရင်၃မျိုးတောင်ရှိတယ်ဗျာဘာတွေလဲဆိုတော့ကျွန်တော်ချက်ပြမယ်ပေါ့နော်အဓိကသူရဲ့ passive အလုံးလုံးပုံကကျွန်တော်တို့ဒီမှာတစ်ချက်လုံးလိုက်ပြီးဆိုရင် water zone ပေါ်လာလိမ့်မယ် water zone နှစ်ခုထပ်ပြီးဆိုရင်သူရဲ့ passive ပွင့်ပြီဗျာ ဟုတ်ပြီလားဒီဝါသားဆုံးနှစ်ခုထပ်တာဘယ်လိုမျိုးလဲဆိုတော့ဒီမှာ second one သုံးထားလိုက်ပြီဆိုရင်ကျွန်တော်ဝါသားဆုံးတစ်ခုပေါ်တယ်နောက်နဲ့ second one ထပ်သုံးလိုက်ပြီဆိုရင်သူ့ရဲ့ passive ကပွင့်သွားပြီပွင့်သွားပြီဆိုရင်ဒီမှာ passive ပွင့်နေကြအောင်ဒီမှာပြထားတယ်ပေါ့နော်အဲ့ passive margin ကိုကျွန်တော်က၃မျိုးရှိတာဗျဘယ်လို၃မျိုးလဲဆိုတော့ကျွန်တော်ထပ်ပြပေးမယ်ပေါ့နော် okay ကျွန်တော်တစ်ချက်ထောင်းလိုက်ပြီဝါသားဆုံးတစ်ခုပွင့်လာပြီနောက်တော့ဝါသားဆုံးတစ်ခုတက်ပွင့်ပြီဆိုရင်ကျွန်တော် passive ပထမဆုံးတစ်ချက်ထိုးလိုက်အဲအဲ့မှာဆိုရင် enhance လိုက်ပြီးတော့ထိုးတာပေါ့နော်ပြောချင်တာခက်ဝေးဝေးကနေထိုးလို့ရတယ်လို့ပြောချင်တာကျွန်တော်ချက်ပြပြပေးမယ်အဲဝါသားဆုံးတစ်ချက်ထိုးလိုက်ပြီအဲနောက်တစ်ချက် passive ထပ်သွားပြီဆိုရင်ကျွန်တော်ဘလောက်ကနေအဲ အဲလမ်းပြေးထိုးတာပေါ့နော်ဆိုတော့မနေနဲ့အကွာအဝေးဒီလောက်ကနေတော့ပြေးပြီးထိုးလို့ရတယ်ဒါကပထမဆုံးအဆင့်အဲနောက်ထပ်တစ်ဆင့်ကိုကျွန်တော်ထပ်ပြပေးဦးမယ်နောက်ထပ်တစ်ဆင့်ကဘာလဲဆိုတော့ကျွန်တော်တို့ကအဲတစ်ချက်ထိုးပြီးတော့နောက်ထပ်တစ်ချက်ထပ်ထိုးတာ ਨੇ အဲ၃ဆင့်ဆက်ထိုးတယ်ပေါ့နော်အဲ၃ဆင့်ဆက်ထိုးတာကအဲဘယ်လိုပြောမလဲ enemy ကို damage လည်းထိစေတယ်လို့ကိုယ့်ရဲ့ damage တွေကိုလည်းပဲတွေးဖြစ်ပြီးတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ချက်ပြပေးမယ်နော်ကြရင်ကဆိုရင်ကျွန်တော် water zone တစ်ခုလောက်လိုက်တယ်နောက်ထပ် water zone တစ်ခုလောက်လိုက်ပြီးဆိုတော့ passive အဲပွင့်သွားပြီပေါ့နော် passive ပွင့်သွားပြီတစ်ချက်ထိုးမယ်ဒီကနောက်ထပ်တစ်ချက်၃ချက်ဆက်ရှင်းထိုးမယ်အဲမြင်လားမသိဘူးအဲဘယ်လိုပြောတွေးဖြစ်ပြီးတာကျွန်တော် Florian လိုမျိုးပဲသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော် Water Zone ကိုပြန်ဖွင့်လိုက်မယ်ထပ်ပြပေးမယ် Jordan အမအမျိုးအချက်တို့နောက်တစ်ဆင့်ထပ်တို့အမ်အဓိကနှစ်ဆင့်ဖြစ်သွားပြီအဓိကပတ်ဆင့်နှစ်ဆင့်ပြီးသွားပြီနောက်ထပ်ပတ်ဆင့်တစ်ဆင့်နောက်ထပ်ပတ်ဆင့်တစ်ဆင့်ကောင်းရုံတော့နေမြင်မြင်လိုက်မယ်သူ့ရဲ့အမီးနဲ့ရိုက်ချပြီးဝါတောင်းပုံဖြစ်အောင်လုပ်တာပြန်ပြမယ်နော် အဲကျွန်တော်တို့တဆက်တဆင့်ထိုးလိုက်ပြီပြီးပြီဆိုရင်တဆင့်တက်ထိုးလိုက်ပြီအမ်ပြီးရတယ်အမီဒိန်းဒါ၃ဆင့်လုံးခေါ်တယ်ကျွန်တော်တို့ passive ကအခုမြင်တွေ့ရတဲ့၃ဆင့်ရှိမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုရဲကြောင့်မလို့ခေါင်းကြီးတော့တော်တော်ကြီးမိုက်တယ် enemy ကိုလိုက်ချင်တယ်ဆိုရင်လည်း passive ရဲ့ second အဆင့်1နဲ့ကျွန်တော်တို့လိုက်လို့ရတယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ကသွေးပြေးချင်တယ်ဆိုရင်လည်း passive ရဲ့ဒုတိယအဆင့်နဲ့ကျွန်တော်သွေးပြေးလို့ရမယ်တတိယအဆင့်ကလည်း enemy ကို knock out ပေးရလားမသိဘူးကျွန်တော်တို့ချက်ပြန်ဆန်းလောက်မယ်ခင်ဗျာအဲအမှချက်နှစ်ဆင့်ရပြီအဲပထမဆင့်ထိုးလိုက်ပြီပြီးပြီဆိုရင်နောက်ထပ်၃ဆင့်ထိုးတယ်ဟုတ်ပြီပြီးရအမီ နဲ့ရိုက်ကြမယ်ဒိန်းအော် enemy ကို knock out တော့မပေးဘူးကောနော်ဓာမေ့ပဲပေးတယ်ပြီးကြ water zone ဖန်တီးပေးတယ်ဒါပဲပေါ့နော်ဆိုတော့ passive ကြီးပဲကွာသူ့မှာအဆင့်3ဆင်းရှိတော့ brother တို့နေမှတ်ထားလိုက်ရင်ရပြီဒါက passive ပဲဆိုတော့ brother တို့အနေနဲ့ဒါတွေတိပြီဆိုတာနဲ့အဓိက scale ကိုမသိဖို့ပဲလိုအပ်တာ scale ကိုမကလွယ်လွယ်လေးရိုးရိုးရှင်းရင်းလေးကျွန်တော်ပြောပြမယ်ဘာလဲဆိုတော့သူ့ရဲ့ scale 2ကအဓိကပဲ brother တို့အနေနဲ့ကဘာလဲမြန်မာလူကြီးဝင်ချခြင်းနဲ့ဆိုပါစို့ပေါ့နော် enemy ကို enemy ကဟိုဘက်နားလေးမှာရှိနေတယ်ကိုကမြန်မာလူကြီးဝင်ချခြင်းနဲ့ဆိုရင် brother တို့က scale 2ကိုအဓိကထားပြီးတော့ scale 2နဲ့နိုင်ရုံကြည့်တိုင်းပိအဲ့ချိန်မှာ ကျွေးလိုက်ဘိန်းအဲအန်နမီနားထိရောက်သွားပြီโอเคเนาะတကယ်တော့အန်နမီကိုမမြင်ဘူးမလားမမြင်ဘူးဆိုလည်းကိစ္စမျိုးကောင်းညိုအဲ့မှာစကေတူအဲအဲ့မှာရောက်ပြီဆိုရင်ဖလစ်ကဘိန်းကောင်းညိုတွဲသုံးလိုက်အဓိကကျွန်တော်စကေတူဖလစ်ကအဲ့ချိန်မှာကွန်ဘိုအနေနဲ့တွဲသုံးလိုက်အန်နမီကလုံးဝစတန်သွားလိုက်မယ်ကျွန်တော်ပြန်ပြမယ်เนาะကောင်းညိုခဏလေးရှော့အာခဏ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 ကောင်းညိုဒီနားလေးကနေပြလိုက်မယ်ရှော့ မအရင်ကစက်တန်းသွားမယ်အဲ့စက်တန်းသွားပြီဆိုတာနဲ့ချက်ချင်းပဲအဒီမိတ်နဲ့ပေါက်လိုက်ပြီးပြီဆိုတာနဲ့ကိုယ့်ဘက်ကိုဆွဲပေါက်လိုက်တင်းအမဒုတိယထက်စက်တန်းလိုက်မယ်โอเคလားတော့မသိဘူးဆိုရင်တော့မို့စက်တန်းနောက်ခုဖြစ်တဲ့အတွက်ကြောင့်မို့ဒီလောက်နဲ့ဆိုရင်ကိုယ့်ရဲ့ damage တွေရှိနေအော်တိုကသိနေပြီပေါ့နော်ဆိုရင် brother တို့အနေနဲ့ဝင်မယ်ဆိုရင်ကျွန်တော်ချက်ပြပြပေးမယ်စကေးတူသုံးမယ်ပြီးပြီစကေးတူနောက်နဲ့ချက်ချမယ်ပြီးရအဒီမိတ်ဘုံအမ်တင်းအဲ့ပါဆိုရင်ပတ်စစ်ကတန်းပွင့်သွားပြီ water zone နောက်ခုထက်လာဖြစ်တဲ့ကြောင့်ပတ်စစ်ကတန်းပွင့်သွားပြီအမ်အော်အမဝါဒါဆုံးတစ်ခုထပ်ပွင့်ပြီအမစကေး1ခတ်တော့အမပတ်စစ်ထပ်ပွင့်ပြီအောင်ညမြင်လားမသိပတ်စစ်ကို နှစ်ဆင်းလောက်ပွင့်အောင်လုပ်လိုက်လို့ရတယ်အဓိကကတော့ဘတ်ဆင်နှစ်ဆင်းမှမဟုတ်ဘူးကျွန်တော်သုံးဆင်း၄ဆင်းကိုကျွမ်းကျင်ကျွမ်းကျင်လို့ပွင့်အောင်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကအားဖြင့်ကျွန်တော်တို့အဝေးမှာရှိတဲ့ကွန်ဘိုတွေကိုဝင်လုပ်ချင်တယ်ဆိုရင်တော့ရှင်းရှင်းလေးစကေးတို့ကိုလမ်းရောင်တိုက်လိုက်ပြီးပြီဆိုရင်ချိန်ပြီး၃ Edit Mode ကိုချက်ချင်း၃ပြီးပြီဆိုရင်စကေး1ထက်ချအမှန်ဝါတာဆုံးဘတ်ဆင်ပွင့်သွားပြီဖြစ်လာဆိုရင်ဒီလောက်မျိုး ောင်းညအေးဆေးပဲဆိုတော့ကျွန်တော် brother တို့အနေနဲ့ဒီကိုမိုလေးကိုတင်ချာလေးသိထားတယ်ဆိုရင်ကိုကျွန်တော် banner မှာ surprise mother fucker တွေပါလေးလုံးလို့ရရေပေါ့နော်ဘာလို့ surprise mother fucker တွေလုံးလို့ရရလဲဆိုတော့ကျွန်တော်ပြတ်ပြမယ်အဓိက scale 2နဲ့အဲ့ဒီ flicker နဲ့တော့တော်တော်လေးဝေးနေပြန်တယ်နားလေးကနေတော့ပြန်ပြန်ပေါ့နော် shot baby ကောင်းညဝေးပဲ oh my god ဒီလိုဝေးပဲဆို surprise တိုက်လိုက်မယ်ဆိုရင်တော့ enemy ကတော့ချွတ်ဆင်ကြီးဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော် brother တို့အနေနဲ့ဒီ combo ကိုကောင်းအောင်မို့သုံးနိုင်အောင်လိုက်ကျွန်တော်စကေးတို့ကိုလည်းရန်တိုက်တယ်ပြီးပြီဆိုတော့ねဘေးပြီးပြီဆိုတော့အင်းဟောရေး easily ပဲဟဲ့လို့ရတယ်ဆိုတော့ brother တို့အနေနဲ့ဒီ combo လေးကိုတီးအောင်လုပ်တာအဲ့ဒါဆိုရင် easily ရပြီသူရဲ့ passive ပွင့်အောင်ဘယ်လိုလုပ်ရလဲဆိုတော့သိရင်ရပြီပြီးပြီဆိုတော့ passive အဆင့်၃လင်းရှိတယ်ဆိုတော့သိရင်ရပြီဒါပဲကောင်းကြီးလို့ဆိုတော့မဒီကောင်ကိုကျွန်းချင်းချင်းကင်လို့ရပြီဒါပေမဲ့ချက်ချင်းမကျွမ်းဘူးဆိုတော့ brother တို့အနေနဲ့ classic ram မှာတစ်ချက်မှာ ram တော့ဖြစ်နေ classic မှာသွားပြီး train train မျိုးမှာကိုကဘယ်လိုအခြေအနေရှိလဲ ဲဆိုတော့ဆော်လို့နေနေပေါ့နော်ဆော်ကြောင့်ဒီတိုင်းကျန်ပြီးတော့တော့ပြီးကျန်လို့မရဘူးဆော်ကြောင့်ဒီကောင်ကကျွန်တော်ကြီးရသလောက်ဆိုရင် fighter အဲ support fighter မျိုးစားဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့ offline ဆော်ကြည့်တယ်ကျွန်တော်အဆင်ပြေတယ်အဲကျွန်တော်ဟိုပါဗာလေးတန်းဆော်ကြည့်တယ်အဆင်ပြေတယ်တခြား role တွေတော့ကျွန်တော်မဆော့ကြည့်ဘူးပေါ့နော်အဲဘယ်လိုလဲ channel လို့ပါလို့တော့ကျွန်တော်ကိုယ်တိုင်လည်းမဆော့ရသေးဘူးဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့ recommend လုပ်မပေးဘူးဒါပေမဲ့ fighter အနေနဲ့ offline နေနေဆိုရင် strong လို့ကျွန်တော်တို့ရေတန်းနေနေဆိုရင်တော်တော်လေး strong နေတယ်မှာပါတယ်ဆိုတော့ brother တို့အနေနဲ့အဲဒီ hero ကတကယ်ကိုကျန်းနေရဖြစ်တဲ့ကြောင့်မလို့ဒီ video လေးကိုတခြားကြည့်ပြီးတာနဲ့ င်တာတကယ်လို့ RAM မှာကိုကလွတ်တယ်ဆိုရင်ပေါ့နော်ဒီ hero မဘန်းဘူးဆိုတာနဲ့ဘန်းလွတ်သွားပြီဆိုတာနဲ့ကောက်ကင်မှုလုံးဝလုံးဝမမိနဲ့တော်တော်လေးကျဲနေလို့တကယ်တကယ်ကျဲနေတာမှာကျွန်တော်အပူပြောတာမဟုတ်ဘူးနော်တော်တော်လေးကိုကျဲနေတာပါဆိုတော့ brother တို့အနေနဲ့ဒီ hero ကိုကိုင်းတဲ့ထားတင်ပါလေကဲဒီမှာဆိုရင်ကျွန်တော်တို့ Kalia new hero အသစ်ရဲ့ item bay emblem set နဲ့ကျွန်တော် button spell ကိုကျွန်တော်ပြပေးထားတာပဲဖြစ်ပါလေဆိုတော့မို့ဒီကောင်က10နဲ့ဆိုရင်တော်တော်လေး10ပေးနေဆိုရင်တော်တော်လေးလိုက်တဲ့ထဲမှာပါတယ်အထူးသဖြင့်တန်နာဘတ်နဲ့တော်တော်လေးလိုက်ပါလေဆိုတော့ brother တို့အနေနဲ့တန်နာဘတ်ကိုလုံးဝမဖြစ်မနေထည့်ဖို့ကျွန်တော်အကြံပေးတယ်ပေါ့နော်တခြား ားအိုက်တန်တွေကတော့ဘရာသာတို့အနေနဲ့ပြောင်းချင်ပြောင်းလို့ရတယ်ဗျ။ဆိုရင်တော့ကိုယ့်အကူအတက်စပိနဲ့ဆော့မလားဘာဆော့မလားဘလို့ဖိုက်တာကိုဒမ်မီနဲ့ဆော့ကြည့်ချင်လဲဆော့ကြည့်ပေါ့နော်။ဒါတော့ဘရာသာတို့ရဲ့အပိုင်းဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒီခလီယာကတန်အမ်ဒါမှမဟုတ်ဖိုက်တာအော့ဖ်လိန်းကိုအမားဆော့တာပဲတောင်းမယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လည်းပြောရတာမဟုတ်ပေါ့နော်။တခါလေကြာရင်ကျွန်တော်တို့ဆရာကြီးတွေကဖန်နီးလိုက်ပြီဆိုရင်ပြရမလား။ဂျန်ကဲလေးပါးတွေပါကျန်းသွားတာမျိုးဖြစ်တတ်တယ်။ဆိုရင်ကျွန်တော်အားတော့မချောင်လို့သေးဘူး။အထူးသဖြင့်တော့ကျွန်တော် off lane ဒါမှမဟုတ်တက်မယ်ဆော့စေချင်သေးတယ်ပေါ့နော်။ပြီးပြီဆိုတာနဲ့ကျွန်တော် ambulance ambulance ကတော့ကျွန်တော်အနေနဲ့ အဲနေမှာမလို့ကျွန်တော်မြင်နေတဲ့အတိုင်းပဲကျွန်တော်နည်းနည်းမြင်အောင်ယူထားတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့အာဒီမှာဆိုရင်50%အောက်ရောက်ပြီဆိုတာနဲ့ဘာညာတာကလေးယူထားတယ်ပေါ့နော်တန်အမ်ဘလန့်ဆက်နဲ့စောနေဒါပဲပြီးပြီဆိုတာနဲ့ကျွန်တော်တို့ flick button spare flick က van chain ကိုကြိုက်တာသုံးလို့ရပါတယ်အဓိကတော့ကိုက surprise တွေတိုက်ချင်နေဆိုရင်တော့ flick ကအကောင်းဆုံးပဲ van chain ကတော့ button ထဲမှာတော်တော်ကြာတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲဒီ hero ပုံစံကိုကငကိုမူရင်းကိုကသူကတွေးတက်တဲ့ထဲမှာပါတယ်စတန်နေများလေတွေးတက်တယ်ဆိုတော့ကျွန်တော်တို့ van chain လေးတာတွဲလိုက်မယ်ဆိုရင်တော့ animal ကောင်တွေကပြစ်လို့လည်းမရပြေးလို့လည်းမရဆိုတော့အချင်းတွေမျိုးအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော် ။ဆိုတော့ဘာသာတို့အနေနဲ့ဘာသုံးကျင်လဲဆိုတာရွေးချယ်ဆပ်ပလိုက်တိုက်ချင်တယ်ဆိုရင် flick ကအဲဘန်နယ်ထဲမှာကြာကြီးကြာတော်မှကြိုက်ပါတယ်ဆိုရင်ခေါင်းညိုးတို့ကတော့အဓိကတော့ကျွန်တော်တို့ဘန်ချန်ကကောင်းဆုံးပဲ။ကျွန်တော်မြန်မာပြည်အတွက်အထူးတည်တံ့လုပ်ပေးထားတဲ့မြန်မာ government event မှာကတော့ကျွန်တော်ဖုံးပေါင်းရင်ဖုံးရနိုင်တယ်လို့ပတ်စံပေါင်းရင်ပတ်စံရနိုင်မှာပဲဖြစ်ပါတယ်။ဒီနေ့မှာကတော့ကျွန်တော်ဒီမြန်မာပြည်အတွက်တည်တံ့လုပ်ပေးထားတဲ့ government event အကြောင်းလေးကိုကျွန်တော်ထပ်ပြီးရှင်းပြပေးမယ်။ကျွန်တော် video တင်ထားဘူးတယ်ဒါပေမဲ့ကျွန်တော်တို့ကြောင်းလဲမှုလေးတွေရှိတာဖြစ်နေကြောင်းကျွန်တော်ကထပ်ပြီးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ဆွေးနွေးခေါင်းညိုးတွေအဆုံးချက်ရှုပ်လိုက်တော့ let's go ။ဒီခေါင်းညို ့ဒီ event မှာပါဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ pin comment နဲ့ description မှာချပေးထားတဲ့ link လေးကိုရဲရဲလေးနှိပ်လိုက်နှိပ်လိုက်ပြီးဆိုရင်ဒါမျိုးလေးပေါ်လေးမယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့အရင်ဆုံး login လုပ်ရမယ် login လေးကိုအရင်ဝင်လိုက်ပြီးပြီးဆိုရင် quick login လေးကိုနှိပ်လိုက်ရင်ရပြီဒါမျိုးလေးနှိပ်ပြီးပြီးဆိုရင်ကိုယ့်ရဲ့ in-game name ကဒါမျိုးလေးပေါ်နေလိမ့်မယ်အဲ့ဒါဆိုရင် okay နေပြီပြီးပြီးဆိုရင်ကျွန်တော်တို့ဒီဘက်မှာ language ရှိတယ်ပေါ့နော်ဒီမှာဆိုရင်တော့ mm ကိုရွေးချယ်ထားဖို့လိုအပ်တယ်အဲ့ဒါမှကျွန်တော်တို့သိမှာပေါ့နော်ဘာသာစကားကိုပြောင်းပြီးပြီးဆိုရင်ကျွန်တော်ဒီဘက်မှာဘာတွေပေးနေလဲဆိုတော့ခေါင်းကြီးကြည့်လို့ရမယ်မြင်တဲ့အတိုင်းပဲဖုန်းတွေ diamond တွေပတ်ဆက် န်နေအများကြီးပေါ့နော်ဒါတော့ကျွန်တော်ပြောပြတာပြတော့ကြောင့်မပြောတော့ဘူးဆိုရဲလည်းမို့ကျွန်တော်တို့တွေဒီမှာဆိုရင် lucky draw လုပ်ဖို့အတွက်က goal 100ရှိမှရမယ်ကျွန်တော်စီမှာ goal 100ရှိရပေါ့နော်ဆိုရဲမို့ကျွန်တော်အရင်ဆုံးပထမဆုံးအနေနဲ့ goal တွေဘယ်လိုရအောင်လုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီလိုမျိုး goal တွေရဖို့ဆိုအောက်ကိုဆွဲလိုက်ဆွဲပြီဆိုရဲဒီမှာဆိုရင်ခေါင်းညွန်းမြင်လားမသိဘူး what event တို့စုစုပေါင်း9ရက် login ဝင်ရုံပဲဖြစ်ပါတယ်ဆိုရဲမို့ကျွန်တော်ဒီ test တွေကိုပို့ပြီးတော့လွှဲအောင်လုပ်ပေးထားတယ်ကျွန်တော်မြန်မာတွေအတွက်ပဲအဆင်ပြေအောင်ပို့ပြီးလုပ်ပေးထားတယ်ပေါ့နော်ဒီတပတ်မှာတဲ့ MLBB ကစားပွဲတပွဲဆော့ပါအဲ့လိုမျိုးတပွဲဆော့မယ်ဆိုရင် brother တို့အနေ နဲ့ဘာလင်းလောအောင်လဲဆိုတော့ဒီ event တွေကိုရင်လောရင်ဝင်လောရင်ဝင်ပြီးမှကိုက home link နဲ့ထွက်လိုက်အဲဒါမျိုးလေး home link နဲ့ထွက်လိုက်ထွက်ပြီးမှ gain နဲ့ပြန်ဝင်ပြီးပြန်ဆော့အဲဒီကအများစုက gain ဆော့ပေမဲ့မရဘူးဆိုပြီးဖြစ်နေတဲ့အကြောင်းပြချက်ကဘာလဲဆိုတော့ကျွန်တော်ကဒီမှာ login မဝင်ဘဲနဲ့ gain ဆော့တဲ့အတွက်ကြောင့်ဖြစ်တာပါဆိုတော့ brother တို့အနေနဲ့ဒီမှာအရင်ဆုံး login ဝင်ပြီးပြီးဆိုမှ gain ဝင်ဆော့လို့ကျွန်တော်ကပြောချင်တာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော် test တွေကတော့ကိုလွယ်အောင်လုပ်ပေးထားတယ်ဆိုတော့ကျွန်တော်စီမှာဒီမှာ goal 100ရှိရဲ့အရင်ဆုံး cancel ကြည့်လောက်မယ်ကောင်းကြီး let's go ကဲကျွန်တော်တို့ဘောင်ပောက်သွားပြီပဲဖြစ်ပါတယ်ဆူလက်ဆောင်မိနစ်30အတွင်းတင် MLBB game maze inbox ကိုပို့ပေးမယ်โอเคဗျာဆိုတော့ကျွန်တော်ကျွန်တော် ပြောရလေးမှတ်ထားပြီးတော့ဒီ event မှာပါဝင်မယ်ဆိုရင် brother တို့အနေနဲ့ဖုန်းနေပတ်စံနေကန်ထူးနိုင်တယ်ဆိုတော့ကောင်းကြီးတို့တိတ်ထားဖို့လိုအပ်တယ်ကျွန်တော်တို့ဒါအပြင်3လပိုင်း15ရက်နေ့ကနေ3လပိုင်း18ရက်အတွင်းမှာ game နဲ့ဝင်ပြီးဆော့မယ်ဆိုရင်ကျွန်တော်တို့ try and get တွေ hero အတွက် try and get တွေ second တွေအတွက် try and get တွေအများကြီးရနိုင်မှာပဲဖြစ်ပါတယ်ပြီးပြီဆိုတော့ကိုယ့်ရဲ့တကယ်ချင်းနေနဲ့ game ဆော့မယ်ဆိုရင်ကျွန်တော်တို့ star protection card တွေပြီးကြတော့ star raising point တွေလည်းကျွန်တော် ရနိုင်မှာပဲဖြစ်ပါတယ်ဆွမ်းဘရာသာတို့အနေနဲ့ဒီရက်အတွင်းမှာဝင်ပြီးတော့ဂိမ်းဆော့ဖို့လည်းလုံးဝလုံးဝမမေ့ပါနဲ့ကောင်းကြီးတွေ